ီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်ပဲဟောငါရဲ့အကျိုးမဲ့ကိုဒီလူဟာရခင်ကလည်းလှုပ်ခဲ့တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်မှာဆိုတော့ဒီအချက်၃ချက်ပေါ်မှာအညိုတည်ထားငါရန်သူရဲ့ငါမိတ်ဆွေရဲ့ငါချစ်ခင်မြတ်တို့ရဲ့မိတ်ဆွေရဲ့အကျိုးမဲ့ကို ရခိုင်ကလည်းလှုပ်တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်ပါပဲဆိုရဒီအချက်၃ချက်နောက်တစ်ခါငါရဲ့ရန်သူငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုအားပေးအားမြောက်ရခိုင်ကလည်းလှုပ်တယ်အခုလည်းလှုပ်နေတယ်နောင်လည်းလှုပ်အောင်ပါပဲဆိုတာဒါက၃ချက်အလုံးပေါင်းလိုက်တော့၉ချက်ရှိသွားနော်အာဃာတဝတ္ထု၉ပါးဆိုတာအဲ့ဒါပြောအဲ့ဒါတွေတွေးလိုက်လို့ရှင် လူတွေမှာအညိုးအတေးတွေဖြစ်တယ် အညိုတင်ရှိတဲ့ပုဂ္ဂိုလ်တရားဟာဘယ်တော့မှငြိမ်းချမ်းရေးကိုမရနိုင်ဘူးအဲ့ဒီထဲမှာနော်အဋ္ဌာဏီကောပဆိုတာတခုထည့်ရင်10ခုဖြစ်သွားတယ်10ခုအဋ္ဌာဏီကောပဆိုတာနေပူပူရမလားနေကိုစိတ်ဆိုးတယ်လေတိုက်ရင်လေကိုစိတ်ဆိုးတယ်မိုးရွာရင်မိုးကိုစိတ်ဆိုးတယ်လူဆိုတာအညိုတေကတရားပေါ်ရင်ထားတာမဟုတ်ဘူးနော်တရားပေါ်ရင်ထားတာမဟုတ်ဘူးအညိုတေကအဲ့တော့ ဒီတဘာဝတရားတွေပေါ်မှာလည်းထားတတ်တယ်။ငယ်ငယ်တုန်းကကြားတဲ့အကြောင်းတစ်ခုပြောရမယ်ဆိုရင်အေယဝရီမြေကျောဆက်တဲ့မြစ်ဆိုတာကိုယ့်ကောက်ပြီးတော့သွားတာအတော်လည်းမရောက်နိုင်ဘူး။မြေကျောကိုလှေနဲ့ဆန်တက်တာအလွန်ပင်ပန်းတာကိုမော်တဲ့ကျိုးနဲ့ဆွဲလေကိုထက်ဆန်ရတယ်။အဲ့တော့လေတိုက်လေတိုက်မှုကိုမျောလင့်ပြီးတော့နေတာလေလေးတိုက်လာမှရွက်လွန့်နေရတာဟုတ် အဲ့ဒီလူကဆန်တက်လာတာယွာနာရောက်ခဏနေကြတော့မှလေလေးဟူးနဲ့လာဖြူဖြူအဲ့ကြတော့ရွက်ထောင်ပြီးတဲ့အခါကျကဲခုမှတိုက်တာတိုက်စမ်းဆိုပြီးရွာကြော်ရွက်လွန်သွားတယ်အဲ့ဒါလေကိုစိတ်ဆိုးတာတဲ့နော်အဲ့လိုလူမျိုးရှိသေးတယ်ရွာကြော်ရွက်တိုက်ဆိုတော့အဲ့တော့အကြောင်းရှိရှိမရှိရှိလူဆိုတာစိတ်ဆိုးတတ်တယ်ကြမ်းဖန်ပြီးစိတ်ဆိုးတာအဲ့ဒီလိုစိတ်ဆိုးတာမျိုးအဲ့ coordinator ဆိုတဲ့ဟာမျိုးမရှိရဘူးတဲ့စိတ်မတိုးရဘူးကြိုးကြောင်းဆင်ခြင်တရားမယ်ထိကနေစီစိတ်တိုးတတ်တဲ့လူဟာဘယ်တော့မှငြိမ်းချမ်းရေးမရဘူးလို့ဒီလိုဆိုလိုတယ်နော်ငြိမ်းချမ်းရေးကိုပြပြစေနိုင်တယ်မြတ်စွာဘုရားဒီလိုဟောတယ်အဲ့တော့အခုပြောလိုက်တဲ့အချက်လေးတွေပြောမယ်ဆိုလို့ရှိရင်နော်အမှန်တရားပေါ်မှာယက်တိခြင်းစိတ်တရောနှုတ်ရော အပြုမူရောမရိုင်းဆိုင်ရခြင်းရိုးသားဖြောင်းမတ်ခြင်းဂုံတိုက်မှုဂုံတိုက်မှုမရှိခြင်းစိတ်တူမှုမရှိခြင်းဆိုဟောဒီငါချက်ဒါငြိမ်းချမ်းရေးကိုဖော်ဆောင်မှုအတွက်အရေးပါတဲ့အရာတွေဖြစ်တယ်ပေါ့ဒီအချက်တွေမှမပြည့်စုံဘူးဆိုလို့ရှိရင်ဘယ်လိုပဲငြိမ်းချမ်းရေးလုပ်လို့ဘယ်တော့မှငြိမ်းချမ်းမှာမဟုတ်ဘူးဒီလိုပြောတယ်အဲ့ဒီမှာ ဖယ်ရှားဖို့အချက်နှစ်ချက်ကိုမြတ်စွာဘုရားဆက်ပြီးတော့ဟောတယ်။လောဘပါပံဝေဝိဆံဝိတရေမုနိအတိညာရှိတဲ့ပုဂ္ဂိုလ်ဟာအဓိကလောဘပဲ။လွချင်တာလွချင်တာရလို့ရှိရင်ပို့လို့ချင်တယ်။ဘာလို့ချင်တာယာတုလို့ချင်တယ်။စီစဉ်ဥစ္စာလို့ချင်တယ်။ဂုံသိန်းလို့လိုချင်စရာတွေမှန်သမျှသူကလိုချင်တယ်။အဲ့ဒီလိုချင်မှုကိုအကြောင်းပြုပြီးနောက်ကမုံတိမှုဆိုတာလိုက်လာတာ ဲကြောင့်မို့လောဘဆိုတဲ့ဆိုးရုပ်တဲ့အတွေးလိုချင်မှုဆိုတဲ့လောဘဆိုတဲ့ဆိုးရုပ်တဲ့စိတ်သဘောထားကိုဖယ်ရှားပြစ်ပါတဲ့နောက်တစ်ခုကဝေဝိသမစ္စရိယငါသာကောင်းစားခြင်းနဲ့ဆိုတဲ့စိတ်ထက်အဲ့ဒါကိုမစ္စရိယကိုဒီနေရာမှာ ဝေဝိသလို့သုံးတယ်နော်ဝိဝေဝိသဆိုတာဝိအိသဝိအိသ သူကရုပ်ပြည့်ဆင်းမြဲဖြစ်တဲ့စိတ်ဆန္ဒတစ်မျိုးပဲကိုယ်သာကြည်ပွားခြင်းနဲ့သူများကိုမကြည်ပွားစေချင်ကိုယ်သာယာဒုရခြင်းနဲ့သူများကိုမယားစေချင်ကိုယ်သာအနိုင်ရခြင်းနဲ့သူများကိုအနိုင်မယားစေချင်ကိုရထားတဲ့အခွင့်အရေးကိုလာပြီးတော့ဟိုသူများရတော့မှစိုးရိမ်တယ်သူများရတော့မှစိုးရိမ်တယ်အဲ့ဒါလို့ကိုရထားတဲ့အပေါ်မှာဆုတ်ကင်ထားခြင်းနဲ့သူများကိုမယားစေချင်ဘူး ရဖို့ကြိုးစားလာရင်ရန်သူပဲအဲ့ဒါကိုဝေဝိဆာလို့ခေါ်တယ်လောဘဆိုတဲ့ယုတ်မာတဲ့သဘောတရားအိတ်မစ္စရိယဆိုတဲ့ယုတ်မာတဲ့သဘောတရားနော်အဲ့ဒီယုတ်မာတဲ့စိတ်ဓာတ်တွေကိုတဲ့ဝိတရေကြော်လွှားနိုင်အောင်ကြိုးစားပါလို့ပြောဆိုအဲ့ဒါမှဉာဏ်ရည်ကိုဖော်ဆောင်နိုင်မယ်ဒါတွေတန်းလန်းတဲ့ဉာဏ်ဉာဏ်ကြီးကိုဘယ်တော့မှမဉာဏ်ဘူးတဲ့ဒါ ဉာဏ်ဉာဏ်ရေးဖော်ဆောင်မှုအတွက်ဒါတွေကိုရှင်းရမယ်လို့သူတို့ဆိုလို့ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကနောက်ဆက်ပြီးတော့ဟောတယ်အရေးကြီးတဲ့အချက်တွေဉာဏ်ဉာဏ်ရေးဖော်ဆောင်မှုအတွက်ဘာတွေအရေးကြီးသေးလဲလို့ဆိုလို့ရှင်နိဒ္ဒံတန်တိန်သဟေတိနံပမာဒေနနတ်တံဝတိလောကလူတွေဟာဒီ လူတွေရဲ့ပြောညံ့မှုတွေရှိတယ်။ဘာတွေပြောညံ့မှုတော့ဆိုလို့ရှိရင်အိတ်ချင်တာလည်းပြောညံ့မှုတစ်ခုပဲနော်အိတ်ချင်တာလည်းပြောညံ့မှုတစ်ခုလို့တော့ပြောမှာပေါ့အိတ်တယ်ဆိုတာသဘာဝပဲနော်အဲ့တော့အိတ်နေလို့ကဘာမှဖြစ်မလာဘူးလေဟုတ်တယ်ကျမရေရအိတ်တော့အေးရမှာပေါ့ပိတ်ဘူးတော့မဟုတ်ဘူးပေါ့ပန်းပြေတယ်သို့တော့အလွန်အကျွံအိတ်ချင်တယ် ရုံသွားလဲရုံပေါ်မှာအိတ်ကားကားနဲ့သွားတော့လဲကားပေါ်မှာအိတ်အိတ်ချင်ရလို့မဟုတ်တော့ဘူးသူကအိတ်ထာများတော့အချီးစိနေတာအလုံးမဖြစ်ဘူးလေအလိမ့်မဖြစ်ဘူးကလေးတွေစာသင်နေတဲ့စာပညာသင်နေတဲ့ကလေးတွေအိတ်နေအလုံးမဖြစ်တော့ဘူးလေအိတ်အနေကြီးများလာအဲ့ဒါကိုလဲဖယ်ရှားဖို့လိုအပ်တယ်တန်တေအပြင်းပြင်းနေကောင်းတာလောအောင်မှာဆိုရင်ပြင်း အဲ့ဒီပြင်းရမှုဟာလည်းပဲဒီငြိမ်းချမ်းရေးအတွက်ပေါ်ဆောင်မှုအတွက်အနောက်ဆက်အဟံတာတစ်ခုဖြစ်တယ်တဟေဌိနံဌိနဆိုတာစိတ်တက်ပြောင်းညံ့သွားမှုဟောအဋ္ဌာကကာယရဲ့ပြောင်းညံ့မှုဒီစိတ်တက်ပြောင်းညံ့မှုကဌိနဌိနနဲ့မိဒ္ဓလို့ဆိုလိုတယ်ပေါ့စိတ်ရဲ့ပြောင်းညံ့မှုဟာဌိနဟော ကိုယ်ကာယရဲ့ပြောင်းညံ့သွားမှုကမိဒ္ဓအဲ့ဒီဌိနမိဒ္ဓဆိုတာစိတ်ဘယ်တော့မှလန်းဆန်းမှုမရှိဘူးပညာရဖို့ရအတွက်အနှောင့်အယှက်ကြီးဖြစ်တယ်အမှန်သိဖို့အတွက်လည်းအနှောင့်အယှက်ကြီးတွေဖြစ်တယ်ဒါကြောင့်မို့တကယ်ထူးခြားပြောင်မြောက်အောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေဟာအဲ့အဲ့အနေနဲ့တယ်လို့ဆိုလို့တယ်နော်အိပ်ပြီးတော့အချိန်ဖြုန်းတာမျိုးသိမရှိဘူးအဲ့အဲ့အနေအမှန်တမ်းနဲ့တယ်စူးစမ်းကြတယ် အမြဲတမ်းနှိုးချားကြတယ်ပေါ့သာကရဆိုနှိုးချားနေရနှိုးနှိုးချားချားရှိတယ်လောကကြီးမှာအောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေဟာနှိုးချားတက်ကြွသူတွေသာဖြစ်တယ်အိတ်နေတဲ့လူတွေမဟုတ်ဘူးပြင်းတဲ့လူတွေမဟုတ်ဘူးဒါကြောင့်မို့အိတ်ချင်းစိတ်သက်ပျော်ညံ့ခြင်းပြည့်ခြင်းဆိုတဲ့အခြေအနေတွေကိုဖယ်ရှားပြစ်နိုင်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တရားတို့တရားမြတ်ရဖို့ဆိုတာလည်းပဲဒါတွေဖယ်ရှားဖို့လိုအပ်တယ်လေ ပမာဒေနနတံဝတိလောကလူတွေဟာအပြင်းထူုံများမကဘာတွေဖြစ်တတ်တုံးဆိုအပျော်ဘက်ကိုလိုက်စားတာခုနတုန်းကအပြင်းထူတာနော်အိတ်တယ်တို့ပြင်းတယ်တို့စိတ်ဓာတ်ပြောင်းညံတယ်တို့ဆိုတာအပြင်းထူတဲ့အပိုင်းအပြင်းထူပြီးတော့တဖက်ကျတော့အပျော်ဘက်ကိုလိုက်စားတယ်အဲ့ဒါကိုအပျော်ဘက်ကိုလိုက်စားတာကိုပမာဒလို့ခေါ်တယ်နော်ပမာဒဆိုတာ ရင်မူးနေတာဘေးလျော့နော်ဒီမျက်စိကလာတာပါတာတွေကြည့်နားကလေတခြင်းလေးနားထောင်အဲ့ဒါတွေပေါ်ရင်မူးနေတာမေးလျော့နေတာလောရမဲ့အလုပ်တွေမလုပ်ဘူးတယ်လီဗီရှင်းရှေ့မှာမော့နေတယ်ပေါ့ခုခေတ်ဆိုလို့ရှိရင်စက်စကားကောင်းလို့ဆိုပြီးတော့ကြိတ်နေတယ်အဲ့ဒီလိုအပြောအပားတွေနဲ့စိတ်ထဲမှာနှိမ့်မြုပ်ပြီးတော့နေတာကိုပမာဒလို့ခေါ်တယ်မေးလျော့နေတာ ကောင်းတဲ့အလုပ်တွေကိုယ်တဏ္ဍာမအကျိုးရှိတဲ့အလုပ်တွေဥပမာမဲ့စာပေဖတ်ရှုပြီးပညာရဖို့ဆိုတာမလုပ်ချင်ဘူးနော်အချိန်ပြုံးတယ်အဲ့ဒါကိုပမာဒအဲ့ဒီပမာဒနဲ့ဘယ်တော့မှပေါင်းတင်ဆက်ဆံမှု မလုပ်ပါနဲ့တဲ့မြတ်စွာဘုရားပမာဒေနနတံဝတိအပြင်းမထူနဲ့အအိတ်မကြီးနဲ့နော်စိတ်ဓာတ်မပြောင်းညံ့နဲ့ အေးအပြောပါကိုမလိုက်စားလွန်နဲ့ဒါတွေပဲဆိုလိုတာပဲမြတ်စွာဘုရားအဲ့ဒါတွေဖယ်ရှားပြစ်ဖို့လိုအပ်တယ်တဲ့နောက်အတိမာနေနတ်တိတ်ထေးရကိုယ့်ကိုအထင်ကြီးရောက်နေကြတချို့ကကိုယ့်ကိုရှိတာတည်းပို့ပြီးတော့ထင်မှတ်နေကြအဲ့ဒီကိုယ့်ကိုကိုထင်မှတ်နေလားအဲ့ဒီထင်မှတ်နေမှုဟာလည်းပဲအမှန်တမ်းအနေအချီမာတဲ့အရာတစ်ခု။ ထင်မှတ်တယ်ဆိုတာတော့ဒီအတ္တမအထူးဆန်းတယ်တိရစ္ဆာန်တွေမှာလည်းပဲဒီလိုထင်မှတ်မှုဆိုတဲ့မာနအထာရှိတယ်တခါတော့ကဒီလက်ကုံတွေကြီးကတော်တဲ့မှာ ဖြတ်သွားသားရင်ကနေပြီးတော့စခန်းချသွားစခန်းချသွားတော့နွားတွေနဲ့စခန်းချအဲ့ဒီမှာစခန်းချသွားပြီး သူတို့အရက်သေးစားတွေတောင်းစားပြီးတော့ အရဲ့အကြံနေနဲ့ထားပြီးတော့ဒီတိုင်းပြစ်ထားခဲ့ကြအဲ့ဒီမှာနွားချီပိုးတို့တကောင်ကအဲ့ဒီလူတွေကြံတဲ့အရက်ကလေးသူကသွားပြီးတော့ရေစာလို့တောင်းမိပါလားတောင်းမိသွားပြီးတော့နွားချေးပုံစိုးစိုးလေးပေါ်မှာသူတက်လိုက်တာမူမူနဲ့အဲ့ဒီပေါ်တက်လိုက်တာခါတိုင်းလိုပဲနွားချေးပုံထဲမှာနေနေကြအောင်တက်လိုက်တဲ့အချိန်ကျတော့နွားချေးပုံကအစိုးဆိုတော့ဣသွားတာအောင် ဣသွားတော့အောင်မေငါကိုယ်တော်မြတ်ရဲ့ခန္ဓာကိုယ်ကြီးကကြီးမာလွန်အာကြီးတော့နွားကြီးပုံတော်မခံနိုင်ပါလားလို့ဆိုပြီးအထင်ရောက်သွားတယ်နော်ကိုယ့်ကိုထင်သွားတာကြည့်အဲ့မှာသူကတက်ပြီးတော့နွားကြီးပုံကတက်ပြီးတော့ဟိုကြည့်တီကြည့်ကြည့်တော့အနာနာခြုံမှာဆင်ကြီးတွေကောင်ကခြုံနေစားနေတယ်စားနေတော့သူကကြည့်တယ်ငါလည်းခြေလေးချောင်းမယ်ဟိုကောင်ကြီးလည်းခြေလေးချောင်းမယ် ငါငါမှလည်းနာမောင်းပါတယ်သူလည်းနာမောင်းပါအဲ့တော့စိတ်ခေါ်မယ်ဒီကောင်စိတ်ခေါ်လိုက်တာစတုပ္ပတော်အဟံတမတွန်ပိတမစတုပ္ပတော်တကယ်ချင်းမင်းလည်းခြေလေးကြောက်ဖွယ်ငါလည်းခြေလေးကြောက်ဒါလေးတပွဲတလန်းစမ်းရအောင်နောက်ချီပိုးတို့ကအဲ့ဒါဆင်ကြီးကိုစိတ်ခေါ်တာတဲ့ဆင်ကြီးကအဲ့ဒီမှာချုံချုံနေချိုးပြီးတော့စားရင်ကနေပြီး ဘသူကငါ့ကိုစိန်ခေါ်နာတော့လို့ကြိလိုက်တယ်။နောက်ချိဖို့မကနောက်ချိဖို့လို့ဖြစ်။နောက်ချိဖို့လို့ဖြစ်တော့ဆင်ရက်စဉ်းစားတယ်။မင်းကငါခြေတော့နဲ့လဲခွာနဲ့လဲမနှင်းတတ်တော့ဘူး။အစွဲနဲ့လဲမထိုးတတ်တော့ဘူး။မင်းဟာခန္ဓာကိုယ်လေးကသေးသေးလေးငါနဲ့ရှင်ပြိုင်တိုက်ခိုက်ဖို့ငါဘာနဲ့မှလုံးလို့မရတော့ဘူး။အဲ့တော့မင်းကငါလက်ဆောင်ပေးတဲ့အနေနဲ့ဆိုပြီးတော့သူ့ပေါ်တက်တယ်မစင်စွန့်တာပဲ အဲ့ဒါနဲ့ပဲဖုံးထားခဲ့တယ်။950ဇတ်ထဲမှာပါတယ်နော်အဲ့ဒါအဲ့ဒါအတိမာနလို့ခေါ်တယ်။လောကလူတွေကကိုယ့်ကိုယ်သိအထင်ရောက်တတ်တယ်နော်အထင်ကြီးတတ်တယ်။ဘာမဟုတ်ပေမဲ့အထင်ကြီးနေတာ။မယုံသွားကြည့်အာဖရိကလူတွေကသူတို့အချောဆုံးလို့ပြောမှာပဲ။ဟုတ်လားသူတို့ကိုသူတို့အချောဆုံးလို့ပြော။ဘုန်းကြီးတို့တီဟို6နှစ်ကနေတော့ တီဟိုကအဲအမျိုးသမီးတွေကအသားအလွန်မဲတာကိုမဲတယ်အသားမဲတဲ့အပြင်မှာအင်ကြီးကထက်ထက်တူတူလေးဝတ်ထားသေးတယ်အဲ့တော့တူတူလေးဝတ်ထားတော့အလဲကောင်ကအမဲသားကြီးကပေါ်နေအဲ့ဒီမှာသူတို့ကြည်လိုက်လို့ရှင်လေအမလေးကော့ပြီးတော့ဘူးလောကမှာသူတို့အချောဆုံးလို့ထင်တာသူတို့အချောဆုံးလို့ထင်တာအဲ့တော့ အတိမာနာဆိုတာလူတိုင်းမှာရှိတတ်တယ်။ကိုယ့်အကိုထင်ကြီးတာမျိုးတွေဖြစ်တတ်တယ်။ထင်ကြီးတယ်။အဲ့ဒါလို့အတိမာနာဆိုတဲ့ပုံမှာမရက်တည်နဲ့ကိုယ့်အကိုထင်ကြီးတာမျိုးမလုံးနဲ့မြတ်စွာဘုရားဒီမှာဟောထင်ကြီးမှုကိုလုံလို့ရှိရင်ကြာရှုံးတတ်တယ်လို့ဒီလိုဆိုကြာရှုံးတတ်တယ်။နိဗ္ဗာန်မနတော်နရောကိုယ်စိတ်လေးကိုကိုငြိမ်းချမ်းတဲ့ဘက်ကိုညွတ်ထားပါ ငင်းချမ်းရေးဘက်ကိုညွတ်ထားပါဒါတွေနဲ့ဟိုမမာနတွေနဲ့ကိုယ်တဏ္ဍာမှာတခွဲသားကြီးနဲ့လှုပ်နေတယ်အမြဲတမ်းနိဗ္ဗာန်ဘက်ကိုကိုယ်လှုပ်တဲ့မြတ်အလုတ်တရားငင်းချမ်းရေးအတွက်ဒီလိုဥတည်ချက်ထားပါနိဗ္ဗာန်ကိုဥတည်ထားပါဒါနာကောင်းမှုလှုပ်ရင်လည်းငင်းချမ်းဖို့အတွက်ပဲတိလဆောင်တည်ရင်လည်းငြိမ်းချမ်းမှုအတွက်ဘာတွေငြိမ်းချမ်းမလဲရာဂတွေငြိမ်းမှုဒေါသတွေငြိမ်းမှုမောဟတွေငြိမ်းမှု ရှင်ထဲမှာ စွဲနေတဲ့မြောက်နေငြိမ်ချမ်းမှုပူလောင်တဲ့တရားတွေအလုံးငြိမ်ချမ်းမှုဆိုတဲ့စိတ်တတ်နဲ့ဒီစိတ်တတ်နဲ့အလုတ်လုတ်ပါလို့ဆိုလို့ဘာလုတ်လုတ်နော်ကုသနာမှာရှိနေတဲ့အပူတရားတွေအညစ်အကြေးတွေဒါတွေအပူတရားတွေငြိမ်ချမ်းတော့အောင်ဆိုတဲ့နိဗ္ဗာန်ကိုမြှောက်ကိုထားတဲ့အတိစိတ်နဲ့ပဲလုတ်ပါဒါမှတကယ်ငြိမ်ချမ်းမှုကိုရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာနော် ဒီကထာမှာဒီလိုဟောတယ်။ဟောနောက်တစ်ခု လောကလူသားတွေကိုတတိပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောတယ်။မောတဝိသေနနိယေထမောတဝိသေနနိယေထမောတဝိသဆိုတာဘာလဲ။ဝိသဆိုတာပြောဆိုတဲ့စကားမောတဆိုတာမမှန်မကန်ပြောဆိုတာမူတဝါဒကိုပြောလို့ပေါ့။မူတဝါဒဘယ်တော့မှမပြောနဲ့တဲ့။မဟုတ်တာ မှန်ကန်တဲ့အကြောင်းအရာတစ်ခုကိုအမှန်လို့ပြီးမပြောနဲ့မရှိတာကိုအရှိလို့ပြီးတော့မပြောနဲ့မမြင်တာကိုအမြင်လို့ပြီးတော့မပြောနဲ့မကြားတာကိုအကြားလို့ပြီးတော့မပြောနဲ့တကယ်ရှိတာတကယ်ဖြစ်ပျက်တာကိုသာလေပြောရမယ်အကြောင်းအရာတစ်ခုမှန်ကန်တာကိုသာပြောရမယ်အဲ့ဒါကြောင့်မမှန်မကန်ပြောတဲ့ပုဂ္ဂိုလ်တယောက်ဟာမြတ်စွာဘုရားဟောတာရှိတယ်ဧကန်တမအတိတ္တမုတ္တဝါဒိဋ္ဌသံတုနော အေးဘယ်တော့ဖြစ်ဖြစ်မှန်ကန်မှုကိုဘယ်တော့မှမပြောဘူးအများတန်းမမှန်မကန်နေကြည့်ပဲပြောနေတဲ့ပုဂ္ဂိုလ်တွေဟာဟာဝိတ္တိဏပရလောကတနတ္ထိပပံအကာရိယအဲ့ဒီပုဂ္ဂိုလ်မလုတ်ဘူးတဲ့မလုတ်နိုင်တဲ့အကုသို့ဆိုတာမရှိဘူးတဲ့လိမ်တဲ့ပုဂ္ဂိုလ်ဟာမဟုတ်တာအကုန်လုတ်တယ်လို့ဒီလိုဆိုလိုတယ်နော်။သူကလိမ်လိုက်တာပဲ။မဟုတ်တာတွေအကုန်လုတ်တဲ့ပုဂ္ဂိုလ်ပဲ။လိမ်ခြင်းဟာ မဟုတ်တာတွေကိုအကုန်လှုပ်ချင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ဒီလိုဆိုတယ်ဒါကြောင့်မို့လို့တချို့မိဘတွေကကလေးတွေကိုမလိန်အောင်တင်ထားကြလိန်လို့ရှိရင်ဒီကလေးဟာမဟုတ်တာအကုန်လှုပ်ပြီးလိန်လိုက်တဲ့နေရာသူ့ရဲ့ပုံကွယ်ရာဖြစ်လာတယ်ပေါ့လိန်ချင်းဖြင့်ပုံကွယ်လိုက်လို့ရှိရင်သူဟာသူ့ရဲ့အပြစ်တွေကလွတ်မြောက်သွားရတာဒါကြောင့်မို့လို့မူတာဝါဒဆိုတာဘယ်တော့မှမပြောလို့နဲ့ မြတ်စွာဘုရားသခင်ကိုရောမြတ်ကသားတော်လေးရှင်ရဟုလာကိုဆုံးမတာလေဒါနဲ့ဆုံးမရှင်ရဟုလာအနာခေါ်ပြီးတော့မြတ်စွာဘုရားကခြေတော်ရေဆင်းရင်ရေကွက်ကလေးခတ်ပြီးရေကွက်ထဲကရေတွေကိုတဝက်လောက်သွန်လိုက်တယ်သွန်ပြစ်လိုက်ပြီးတော့ရဟုလာတွေ့လာဟောဒီခွက်ထဲမှာရေနည်းနည်းပဲရှိတယ်တွေ့ပါလေအေးလိန်တဲ့ပုဂ္ဂိုလ်မှာကိုကျင်တရားဟာအဲ့လောက်ပဲရှိတော့ ဆိုပြီးမြတ်စွာဘုရားရေခွက်ကလေးကိုတုံလိုက်တယ်။တုံပြီးတော့မှောက်ထားမှောက်ပြတယ်။ရှားဟုတ်လားဒီထဲမှာ ရေရှိသေးလားမရှိတော့။အေးလိမ်တတ်တဲ့ပုဂ္ဂိုလ်မှာကိုချင်းတရားဆိုတာလုံးဝမရှိဘူးလို့ဒီလိုဥပမာပြပြီးတော့မြတ်စွာဘုရားဆုံးမရှိစရာအနေနဲ့တော့အလိမ်မပြောနဲ့ဘယ်တော့မှလိမ်တဲ့စကားမပြောနဲ့မှန်တာပဲပြောရမယ်လို့ခုနှစ်နှစ်သားအရွယ်ရှင်ရဟုလန်တွေကိုမြတ်စွာဘုရားဆုံးမစွဲတော်အောင် ုံဒီခွက်ကလေးနဲ့ပြပြီးတော့ဆုံးမပေးတာဒါအလွန်ရေးကြီးတဲ့အချက်ဖြစ်တယ်ဩဒါကြောင့်မို့လို့တချို့မိဘတွေဟာညံစီးတဲ့မိဘတွေဟာကိုယ်သားသမီးလေးတွေမလိန်အောင်ဆုံးမကြောက်ပြီးတော့လိန်တတ်တယ်လေအဲ့ဒါကြောင့်မို့လို့မလိန်အောင်ဆုံးမကြတယ်ဩမြတ်စွာဘုရားလည်းမောတဝိစေနတ္တိယေထာလိန်ပြောတာမျိုးမင်းကဘယ်တော့မှမလုပ်နဲ့တဲ့ရူပေတဏီဟံ နာကုတ်ပယေရူပေတနေဟာနာကုတ်ပယေရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာမင်းတွေ့တောင်မှုတွေမထားနဲ့နော်ရုပ်ခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တောင်မှုတွေမထားနဲ့ပစ္စည်းဝတ္ထုတွေပေါ်မှာတွေ့တောင်မှုကိုမထားနဲ့လောကလူတွေဟာတွေ့တောင်မှုကိုထားတဲ့အတွက်ကြောင့်အဲ့ဒီတွေ့တောင်မှုကြောင့်သူရဲ့စိတ်ဓာတ်တွေဟာပူလောင်မှုတွေပဲကိုဥတီသွားတွေ့တာတဲ့နေရာမှာ ောကဆိုတာလာတာကိုဒါကြောင့်မို့အတွေ့အတာရှိတဲ့နေရာတောကဆိုတာရောက်တယ်အဲ့ဒါကြောင့်မို့လို့တွေ့တာမှုကိုဖယ်ရှားတဲ့တွေ့တာမှုကိုမပြုတ်နဲ့ဘယ်ဟာကိုပေါ်မှတွေ့တာတယ်မမောတယ်ဆိုတာမဖြစ်စေနဲ့မာနေစပြိစာနေရလောကမှာမာနကိုယ့်ကိုထင်ရောက်တယ်အဲ့ဒီမာနဟာစိတ်ကိုကိုယ်စိတ်ကိုမြင့်တင်ထားတဲ့သဘော ကိုယ်စိတ်ကိုယ့်ရဲ့အရင်ချင်းပေါ်မှာအထင်ရောက်တဲ့သဘောအဲ့ဒီအထင်ရောက်တဲ့သဘောအနေနဲ့မာနဟာတစ်မျိုးတည်းဖြစ်တော့လဲပဲအတုကန္တနာမာနပရဝမနာမာနလို့မာနနှမျိုးခွဲတယ်ပေါ့အတုကန္တနာမာနဆိုတာကိုယ်ကိုချီးမွမ်းတယ်ပရဝမနာသူတစ်ပါးကိုတော့ကဲရရှုပ်ချတယ်အဲ့တော့ကိုယ်ကိုချီးမွမ်းတာလဲမာနပဲသူများကိုရှုပ်ချပြောဆိုတာလဲမာနပဲ ကိုယ်ကိုထင်ကြီးတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုချီးမွမ်းတယ်ကိုယ့်ကိုချီးမွမ်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုရှုပ်ချတယ်အဲ့ဒီနှစ်ခုစလုံးဟာမာနရဲ့လောရတဲ့ချီပဲလို့ပြောဆိုတယ်နောက်တစ်ခါမာန၃မျိုးတဲ့ဟိနမံတေယမံသရီတမံဟိနမံလို့၃မျိုးဖြစ်ကိုကအထက်တန်းကြနေလို့ရှင်လေထက်တန်းကြတယ်ဆိုတဲ့ပုံမှာမာနဖြစ်တယ် ကိုကသူများနဲ့ဒန်းတူဆိုလို့ရှိရင်လည်းဒန်းတူအနေနဲ့မာနဖြစ်တယ်။ကိုကသူများနဲ့နှိမ့်ချနေရင်လည်းနှိမ့်ချနေတယ်ဆိုတဲ့မာနဖြစ်တယ်။ဟောအဲ့ဒါလို့မာနဆိုတာဟာကိုယ့်ကိုအထင်ရောက်နေမှုတွေပဲ။ဘယ်ဘက်ကထင်ရထင်ရမာနဆိုတာဘယ်တော့မှမလျှော့ဘူး။အောက်ကနေပြီးတော့ကြောက်ပလန်းလို့မေးတာမာနပဲ။ရံဖြစ်လို့လုံကွာအောက်ကရောက်အထက်ကလူကိုမင်းကြောက်ပလန်းกว่าလို့ပြောတယ်။နော်။ မာနရဲ့သဘောတရားဘယ်နေရာမှမရှိအောင်အောက်ရောက်သွားလည်းမရှိအောင်နော်အောက်ရောက်သွားလည်းမရှိဘူးတရောင်းစားတော့မာနရှိတယ်ဆိုတာကြားဘူးတယ်မို့လားတရောင်းစားရဲ့မာနတရောင်းစားကိုအေးမင်းတောင်းစားနဲ့လာအလုံးလုံးအောင်ငါ့ချန်နဲ့တန်ရှင်းလို့မင်းဒီနေ့ဟိုငါတော့ငွေတရားပေးမယ်တို့ဘုံ90ပေးမယ်ဆိုတရောင်းစားခိုင်းတရောင်းစားမလုပ်ဘူးတဲ့ကျောက်ကတရောင်းစားပြခမခမရအလုံးလုံးမပေးနိုင်ဘူး သရောင်းစားမာနကျုပ်ကသရောင်းစားတယ်ထက်တောင်ဘယ်နေရာတောင်းတောင်းရခမရလို့ခမရလို့လောက်ရမှာလောက်မှရမှာမဟုတ်ဘူးဆိုတော့လဲမာနကြီးနေတယ်ဗရိသရောင်းစားဆိုလို့မာနမရှိဘူးမအောင်မေးလိမ့်နဲ့စူပတ်စူပတ်လောက်သွားတတ်တယ်ပြီးရင်ပြီးမပြီးရင်ဆဲသွားတတ်သေးတယ်သူ့လဲမာနနဲ့ပဲအဲ့ဒါကြောင့်မို့လို့မာနံပြိစာနေရ မာနရဲ့တဘာဝတရားကို ပိုင်းခြားပြီးတော့သိရမယ်တဲ့အဲ့ဒါကိုအစစ်မြင့်တဲ့သိဆိုတာဘာနဲ့သိရညာတပညာတိရဏပညာပဟာဏပညာအဲ့ဒီအစစ်30နဲ့မာနကိုသိရတယ်လို့ဒီလိုဆုံးလို့မာနရဲ့သဘောသဘာဝကိုသိတာညာတပညာလို့ခေါ်တယ်အဲ့ဒီမာနဟာမြဲတဲ့သဘာဝမဟုတ်ဘူးမမြဲတဲ့သဘောတရားဖြစ်တယ် မမြဲသည့်အတွက်ကြောင့်ဒုက္ခသဘောတရားဖြစ်တယ်။ကိုယ်ပါမမပိုင်သည့်အတွက်ကြောင့်အနတ္တသဘောတရားဖြစ်တယ်လို့ဒီလိုမာနရဲ့သဘာဝအပေါ်မှာအိဋ္ဆဒုက္ခအနတ္တလို့ဆုံးဖြတ်နိုင်တာတိရဏပညာလို့ခေါ်တယ်။တခါဒီမာနတရားကိုမဖြစ်အောင်ဖယ်ရှားတာကပဟာနပညာ။နောက်ဆုံးဒီမာနဟာယာနာဖြစ်မှလုံးဝဥကျိုးသွားတယ်။ဟုတ်။ယာနာဖြစ်မှသာလေမာနလုံးဝဖယ်ရှားနိုင်တယ်။ အနုဝဆိုရင်မာနာလက်ကျန်ရှိနေဥမှာပဲတာမန်ပုဂ္ဂိုလ်တွေသောတပန်သဂရာကအနာဂံထိအောင်မာနာလိုက်ပါနေသေးတယ်ရဟနာဖြစ်ပြီဆိုတော့မှဒီမာနာလုံးဝကင်းသွားတယ်အဲ့ဒါလို့ဆိုတာအဲ့ဒါကြောင့်မို့လို့မာနံပရိသန်လေးရမာနာကိုပိုင်ပိုင်နိုင်နိုင်သိအောင်လုပ်ဆိုတာဒါကိုပြောတာဝိပဿနာ ရှုလိုက်မယ်မာနရဲ့သဘောကိုသိတာညာတပရိညာ မာမမာနဟံမမြဲတဲ့သင်္ခတတရားဖြစ်သည့်အတွက်ကြောင့်မမြဲတဲ့သဘောတရားလို့လက္ခဏာနဲ့ဆင်ញင်သုံးသပ်နိုင်တယ်တိရဏပရိညာမာနကိုဖယ်ရှားပြစ်နိုင်တယ်ပဟာနပရိညာလို့အဲ့ဒီအတိညာသုံးမျိုးနဲ့မာနကိုနောက်ဆုံးမဲ့ညာဖွညာနဲ့ရှင်းပြနိုင်ရမယ်လို့ဒီလိုဆိုလိုတယ်မြတ်စွာဘုရားတာဟေတာဝိရတောဆိုရင်လူဆိုတာအနိုင်ကျင့်တတ်တယ် ကိုကအထက်ရောက်လာလို့ရှိရင်အနိုင်ကျက်တယ် black color ဆိုတာကိုအားရှိတဲ့ပုဂ္ဂိုလ်ကအားမရှိတဲ့ပုဂ္ဂိုလ်အနိုင်ကျက်တယ်အဲ့ဒီလိုသာဟတာဝိရတောဆိုပြီးအနိုင်ကျက်တဲ့သဘောတရားတွေကဘာတွေတော့ဆိုရင်ราကကလည်းအနိုင်ကျက်တဲ့ဒေါသကလည်းအနိုင်ကျက်တဲ့မောဟကလည်းအနိုင်ကျက်တဲ့ဒိဋ္ဌိဆိုတဲ့မှားယွင်းတဲ့အမြင်တစ်ခုကလည်းအနိုင်ကျက်တဲ့မာနကလည်းအနိုင်ကျက်တဲ့အဲ့ဒီအနိုင်ကျက်မှုတွေမရှိစေနဲ့လို့ ရသော်ပြဒီလိုခေါ်တာနော်နိုင်ခြင်းမှုတွေမရှိစင်ဘူးအဲ့တော့ဒီအဆုံးမှမှာမြတ်စွာဘုရားအရေးကြီးတဲ့ကိုခြင်းတရားတွေရောအရေးကြီးတဲ့အရာတွေရောရှင်းလင်းပြီးတော့ဟောသွားတာမောတ္တဝိစေနတ္တိယေတာဘယ်တော့မှ လိမ်မပြောနဲ့တဲ့ရူပေတဏိဟံနကုတ်ပိဘယ်ပေါ်မှတတမှုတွေမထားနဲ့မာနင်္စပရိစ္ဆာနေယမာနကိုကြကြနာနာသိအောင်ကြိုးစားနော် ိအောင်ကြိုးစားတာဟတာဝိရဒောစရိဘုသူ့ကိုပေါ်မှာအနိုင်မကျင့်နဲ့ဟောအဲ့ဒါဟာဉာဏ်ဉာဏ်ကြီးကိုရသိနိုင်တဲ့အကြောင်းတရားတွေပဲလို့ဒီလိုဆိုတာပေါ့ဒါမှလူတွေဟာထာဝရဉာဏ်ဉာဏ်မှုကိုရနိုင်တယ်ဟောတော့အစင်းမြင်ပြီးတော့ရသော်ဗျာဟောတယ်ပူရဏံနာဘိနန္တေယမဲအဟောင်းကိုတွေးပြီးတော့ကြိုက်ကျင့်တ်မနေနဲ့ အဟောင်းဆိုတာအတိတ်ကခန္ဓာတွေအဟောင်းဆိုတာကြည့်ကိုရရခဲ့တဲ့ယာဓုနော်တစ်ချိန်လုံးကအောင်မြင်ခဲ့တာတွေယာဓုဂုံသိမ်းစီစိမ်ဥစ္စာအဲ့ဓာတွေကိုသွားပြီးတော့ပုရဏံနာဗိနန္တရာတဲ့အတိတ်ကအရာတွေအောင်မြင်ကြီးပွားခဲ့တာတွေကိုကြည့်ပြီးတော့သွားပြီးတော့စိတ်ထဲမှာခြေနှက်ပြီးတော့တွေ့တာမနေနဲ့လို့ဒီလိုပြောတယ်နော် အတိတ်ကသင်္ခါရတရားတွေပုံမှန်လည်းပဲတွေ့တာပြီးတော့မနေနဲ့အတိတ်ဘဝကိုလည်းတွေ့တာမနေနဲ့ငယ်ငယ်တုန်းကခံစားခဲ့ရတာတွေငယ်ငယ်တုန်းကရွှေတီးထောင်းခဲ့ရတာတွေလည်းပြောမနေနဲ့ကျေနပ်မနေနဲ့လို့ဒီလိုဆွလို့တာပဲနော်ပူရဏာနာဝိနန္တေယအဟောင်းကိုတတတာလောက်ပြီးတော့မနေနဲ့နဝိန်ခန္တီနတုတ်ကုတ်ပရေနဝေဆိုတာ အတိဖြစ်တဲ့ဇာတုကုန်သိစိစဉ်ဥစ္စာသို့မဟုတ်သင်္ခါရတရားတွေခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးခန္တိန်ကျင့်တတ်မှု နှစ်သက်မှုကိုလည်းနာကုတ်ဝေးမပြုတ်နဲ့။ဟောအတိတ်ကိုလည်းကျင့်တတ်မနေနဲ့။ရခြင်းနဲ့စိတ်နဲ့မျောလင့်မနေနဲ့။အဟောင်းကိုလည်းတုံပြန်လှန်ပြီးတော့ကျင့်တတ်မနေနဲ့နှစ်သက်မနေနဲ့တွေ့တာမနေနဲ့။အတိတ်ကိုလည်းရခြင်းနဲ့စိတ်တွေမဖြစ်နဲ့။ ဒီလိုဆိုလိုတယ်ပေါ့ဟေရမာနေနတော်စီရတခုဆုံးရှုံးသွားပြီပျက်စီးသွားပြီ ကုံဆုံးသွားပြီဟောအချိန်တွေတခုကကုံဆုံးသွားတာပဲဘယ်သူပဲဖြစ်ဖြစ်ဟောယာရုကအနားယူလိုက်ပြီဆိုရင်ယာရုကုံဆုံးသွားပြီစီစဉ်ဥစ္စာတွေသုံးလို့ကုံသွားပြီဆိုရင်လည်းကုံဆုံးသွားပြီနော်ကုံဆုံးမှုတွေကအများကြီးပဲအသက်ရွယ်ကြီးလာရင်ငယ်ရွယ်တဲ့အရွယ်ကုံဆုံးသွားပြီနှုတ်ပြမှုတွေကုံဆုံးသွားပြီ အတက်ကြီးလာလို့ခွန်အားတွေရောသွားပြီဆိုရင်ခွန်အားပလာတွေကုံဆုံးသွားတာပဲမျက်စိမုံလာပြီဆိုရင်မျက်စိရဲ့အမြင်တွေကုံဆုံးသွားတာပဲလူလောက အခုလိုစွန့်လွတ်ခဲ့ရတာလေကြီးပဲဘယ်သူပဲဖြစ်ဖြစ်ရယူနေကြတာမဟုတ်ဘူးစွန့်လွတ်နေကြရတာဖြစ်တယ်ရထားတဲ့အရာတွေဟာအခိုက်တန့်တာလင်းဖြစ်တယ်ပေါ့ပြင်ပပစ္စည်းဖြစ်တဲ့ယာရုကုန်သိစိတ်ဥစ္စာလဲအခိုက်တန့်မယ်နုပြုံမှုဆိုတာလဲအခိုက်တန့်မယ် နော်ကြောက်ကြမှုဆိုတာလည်းအခိုက်အတန့်ပဲရတယ်ဆိုတာလည်းအခိုက်အတန့်ပဲချီးမွမ်းခံရတယ်ဆိုတာလည်းအခိုက်အတန့်ပဲ